အားလုံးပဲမင်္ဂလာပါနော်အဲဒီကနေ့ကတော့ကျွန်တော်ရဲ့ဆရာမြတ်သူကြီးစတဲ့ကျွန်တော်တို့တွေ့ဆုံပြီးတော့ဇာတ်ပြောင်းနေကြတာဖြစ်ပါတယ်အဲကျွန်တော်တို့တွေ့ဆုံမှုကလည်းအဆင်ပြေပါတယ်ပြည်လည်းမှုရှိပါတယ်ဒီကိစ္စကဘယ်လိုဖြစ်သွားလဲဘယ်လိုဖြစ်သွားလဲမေးနေကြတဲ့သူတွေအတွက်အဲမကြခင်မှာဘာဖြစ်သွားလဲဆိုတော့အဲကျွန်တော်တို့ပြောပြပါမယ်ဟောတော့ကျွန်တော်တွေ့ဆုံနေရဆိုတဲ့ ကျေးဇူးများတင်ပါတယ်။ Hi guys မင်္ဂလာပါ။ Cambodia GB file ကတော့ Cambodia နိုင်ငံကဒီတိုင်းရင်သူလေးနဲ့ဆရာချွေးရန်ကျော်ဆရာမင်းကျော်သိန်းဆိုတော့လူတိုင်းသိမယ်ထင်ပါတယ်။ဆိုတော့ Cambodia နိုင်ငံမှာနေတဲ့ဒီတိုင်းရင်သူလေးဖက်ကနေပြီးတော့အလိုက်ပါဆုံးရပေးတဲ့ဆရာမင်းသူရေးကြဆိုရင်လည်းသိမှာပါ။ဆိုတော့ဒီမင်းသူရေးကြနဲ့ရွှေရန်ကျော်ဆရာမင်းကျော်တင်ကတော့သူတို့နှစ်ယောက်ကဆွေးမယ်ဖြေးမယ်ဆိုတဲ့အနေထားနဲ့အရင်ကတော့ live ပေါ်မှာခဏခဏအဲ့လိုတစ်ဖက်နဲ့တစ်ဖက်အဲ့လို အဲ့လိုအညိုးတေးဖွေးပြီးမှအဲ့လိုစင်ပေါမုံတွေရှိခဲ့တာပါဆိုတော့အခုတခါတော့ဗျာပဟိလိဆန်စွန်နဲ့လူရှိကိုဒီရက်ပိုင်းအတွင်းမှာထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်လေးတစ်ခုကတော့သူတို့နှစ်ယောက်ကညင်းချမ်းရင်ယူပြီးမှအာလူရှိကိုထွက်ပေါ်လာတာပါဆိုတော့ဒီအမုံကပြီးသွားပြီလားဗျာဘယ်လိုဖြစ်သွားကြတာလဲဆိုတော့ငါတို့အာစိတ်ဝင်တစားကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးမှာကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုဖိုင်လေးကိုကျွန်တော်လည်းအာကြည့်ဖို့လည်းဖိတ်ခေါ်လိုက်ပါရစေဆိုတော့ကျွန်တော်လက်ကြည့်အောင် let's go ားလုံးပဲမှာပါเนาะအဲတော့ဒီနေ့ဗီဒီယိုလေးတပုတ်နေရကျွန်တော်လိုင်းမတင်လိုက်တယ်ပေါ့เนาะအဲဗီဒီယိုလေးတပုတ်ကကျွန်တော်လည်းဆံမြတ်သူတွေစသည်နဲ့တွေ့ပြီးတော့စကားပြောနေကြတယ်ဆိုတော့အကြောင်းလေးကိုအဲကျွန်တော်ဒီကျွန်တော်တို့ဗီဒီယိုလေးတင်လိုက်ကြတယ်တင်လိုက်တဲ့ရွေးချက်ကလည်းရှင်းပါတယ်ဘာလဲဆိုတော့ဟိုဒီကိစ္စကြီးကပွဲတားဆူတော့ဆူပြီးတော့ဟိုတိုင်းငြိမ်သွားတယ်ပေါ့နော်တိုင်းငြိမ်ငြိမ်သွားတယ်လို့အများကငြိမ်နေကြတယ်ပေါ့အမှန်ငြိမ်ငြိမ်သွားတာမဟုတ်ပါဘူးကျွန်တော်တော့ရွှေရှင်းနေတာရှင်းနေလုံးတင်တာကျွန်တော်လုံးနေတာပါ เนาะဆိုတော့ဒါပေမဲ့ဘာဖြစ်သွားကြလဲဘာဖြစ်သွားကြလဲမင်းနေကြတဲ့သူတွေအတွက်အအကုန်လုံးအဲပွဲရရစုခဲ့တာဆိုတော့အဖြစ်မှောင်သိရင်ကြမှာပဲဆိုပြီးတော့ကျွန်တော်တို့ဒီနေ့တွေ့ဆုံမှုကကျွန်တော်တို့တတရအချိန်မြောက်တွေ့ဆုံမှုတတရအချိန်မြောက်တွေ့ဆုံမှုကျွန်တော်တို့ဗီဒီယိုလေးရိုက်ပြီးကျွန်တော် live မတင်လိုက်အရင်ဖြစ်တယ်အဲ့တော့အဲ့လိုတွေ့ဆုံတဲ့နေရာမှာတချို့ချို့သောသူတွေကလည်းကျွန်တော်တို့တွေ့ဆုံမှုကိုဘယ်လိုပြောမလဲအော်ကောင်းတယ်ပေါ့နော်ဝမ်းသာကြတယ်ပြည်လေသွားတာကောင်းပါတယ်ပေါ့အဲတချို့ကြတော့လေပြည်လေသွားတော့မကြိုက်ဘူးเนาะအ ဟိုဘယ်လိုပြောမလဲပြည်လဲကားတော့မကြိုက်ဖဲနဲ့ရန်လိုတဲ့ကောမန်တွေပေါ့နော်အဲပြဿနာပဲဖြစ်စေဒုက္ခရောက်သိရှင်းတာနော်အမုံတရားကိုဖန်တီးတဲ့ကောမန်တွေအကောင့်တူတွေနဲ့ဝင်ပြီးတော့မှန်နေကြတာတွေကိုအများကြီးတွေ့ပါတယ်ဆိုတော့ဟိုဒီစကားကကျွန်တော်ကပြောသင့်တယ်ထင်လို့ကျွန်တော်ပြောရခြင်းဖြစ်တယ်ဆိုတော့ပြဿနာကအစအတုံးကကျွန်တော်ပြောခဲ့တယ်ဗျာပြဿနာကဒီကိစ္စကကာယကရှင်နေတာရင်းအတိဆုံးဖြစ်ပါတယ် ျွန်ပြောခဲ့တယ်နော်ကာယကချင်းဒီတာတည်ဖို့ဖြစ်ပါအဲ့တော့တစ်ဖက်ကဆရာမျက်သူရေးစာသွင်းကအဲတစ်ဖက်ကမိန်းကလေးကနစ်နာသူလို့သူကထင်မြင်ယူဆလို့တစ်ဖက်ကမိန်းကလေးဘက်ကအကူအညီတောင်းခံလာလို့တစ်ဖက်ကမိန်းကလေးကနစ်နာသူလို့သူကထင်မြင်ယူဆတဲ့အတွက်သူအဲ့မိန်းကလေးဘက်ကနေပြီးတော့သူအမှန်တရားပေါ်လာအောင်သူရပ်တည်ပြီးတော့ကူညီပေးကူညီမယ်ဆိုတော့စိတ်နဲ့သူကူညီပေးခဲ့တယ်အဲအဲ့လိုကူညီပေးတဲ့နေရာမှာလည်းကျွန်တော်နဲ့သူနဲ့တွေ့ဆုံမှုတွေကအကြောင်းအရာမျိုးမျိုးနဲ့ပြဿနာတွေရှိရှိမဖြစ်ခင်မှာကျွန်တော်တို့မတွေ့ဆုံလိုက်ကြဘူး မတွေ့ဆုံမိလိုက်ကြဘူးပေါ့နော်အဲ့တော့ဘာလို့မတွေ့ဆုံမိလိုက်ကြလဲဆိုတော့ဂျားထဲမှာပြဿနာတက်တာကိုခံကောင်းယူပြီးတော့နော်ဝယ်မဲဆိုပြီးတော့ကျွန်တော်လက်ဆရာသူရိစာနဲ့ဂျားထဲမှာရန်လိုက်တယ်သူရှိတယ်နော်အဲ့တော့အဲ့ဒါတကယ်ရှိခဲ့တာဘယ်လိုလဲဆိုတော့ကျွန်တော်အနေငယ်ပြောပြမယ်ဒေါက်တာလက်နဲ့လူတွေကျွန်တော်အိမ်ရောက်လာတယ်ကျွန်တော်အသက်အန္တရာယ်ကြီးရန်ရှာဖို့လာတယ်ဟုတ်လားဒီဂျားထဲမှာအဲတိုင်ချက်အမျိုးမျိုးတွေနဲ့နော်ကျွန်တော်သွားပြီးတော့ရှင်းရတယ်ကျွန်တော်ဘက်ကဘယ်လိုပြောမလဲ ဟိုပါဖြည့်ရှင်းနိုင်လို့ဒါကျွန်တော်ဘက်ကနေပြီးတော့ဟိုကောင်းကောင်းမွန်မွန်တည်တည်ချာချာတည်တည်ချာချာဖြည့်ရှင်းနိုင်လို့တရားဒါလည်းကျွန်တော်အခုဒီနေရာမှာကျွန်တော်ဒီလိုထိုင်နေနိုင်တာဖြစ်တယ်ဆိုတော့အဲ့ဒီအချိန်တော့ကျွန်တော်စီကိုရောက်လာတဲ့မြတ်ပြတနာအားလုံးကျွန်တော်ကလည်းဆရာသူရိစဖန်တီးရဲလို့ကျွန်တော်ကဒီလိုမျိုးထင်မြင်ယူဆတယ်အဲ့လိုထင်မြင်ယူဆပြီးတော့ကျွန်တော်ကလည်းအရှိကိုဆက်ပြီးတော့တိုးတယ်ဘလို့မှညှိနှိုင်းလို့ဒီပုံစံတိုင်းဆိုဘလို့မှညှိနှိုင်းလို့အဆင်မပြေဘူးဥပဒေလမ်းကြောင်းအတိုင်းပဲဆက်လုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့တရားစွဲဆိုတိုင်တန်းခဲ့တယ် တပတ်ကလည်းကျွန်တော်လိုပဲဆရာသူတွေစဖတ်မှာလည်းကျွန်တော်လိုပဲဟုတ်လားအထုတ်ကင်ပြီးတော့အဲအိမ်သားမှာရောင်းလျောင်းလည်းသွားလုပ်တာတွေအဲဒေါက်တာလည်းနဲ့နဲ့အသက်အန္တရာယ်ရရှာမဲ့သူတွေဒေါက်တာလည်းနဲ့နဲ့ဆရာသူတွေစသည်ရောက်သွားတာတွေကျွန်တော်နဲ့ဖြစ်စဉ်အတူတူတွေသူလည်းအဲ့အချိန်မှာဖြစ်တယ်ဖြစ်တော့သူကလည်းဒါကျွန်တော်လုတ်တယ်လို့ပဲသူကထင်တယ်ကျွန်တော်လုတ်တယ်လို့ပဲသူကထင်နေယူဆတယ်အဲ့လိုထင်နေယူဆတဲ့အတွက်ကြောင့်မလို့သူကလည်းအရှိကိုဆက်ပြီးတော့တိုးတယ် နော်အဲ့တော့ညီနိုင်မှုတွဲဆုံမှုတော့ကိုဘလို့မှအဆင်မပြေဘူးအဲ့တော့နှုတ်နှစ်ဖက်ကအချိန်ရအဲ့လိုတဲမှလာခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီကြားထဲမှာအပြဒနာအရှိရှိမဖြစ်ခဲ့မှာတွဲဆုံမှုတော့ကိုကျွန်တော်တို့ဘလို့မှအဆင်မပြေခဲ့ဘူးအဲ့တော့အဲ့တရက်ကြတော့ကျွန်တော်တို့အဲ live ပေါ်မှာဆရာရေချမ်းဆိုတာတွေ့လိုက်ပါပါနော်အဲ့ဆရာရေချမ်းကဒီစားနဲ့ပတ်သက်ပြီးတော့သူကအဲသူ check in လိုက်နေကြာတယ် check in လိုက်နေပြီးတော့သူကအဲကျွန်တော်ကိုဟိုသူပြောတာဗျာကျွန်တော်ကိုတက်ပြီးတော့ပြောတာဗျာ အကျွန်တော်သူတက်ပြောတော့ကျွန်တော်သူ့ကိုဖုန်းဆက်လိုက်တယ်ဖုန်းဆက်ပြီးတော့သူနဲ့ကျွန်တော်နဲ့အပြင်မှာတွေ့မယ်ဆိုပြီးတော့အဲသူ့ chain နဲ့နေရာကိုကျွန်တော်သွားခဲ့တယ်သွားပြီးတော့ကျွန်တော်မှရှိရတယ်ကျွန်တော်ချပြခဲ့တယ်ချပြခဲ့တဲ့ဟာချပြလိုက်တဲ့ခါကျတော့သူတိထားတာတွေနဲ့ကျွန်တော်စီမှာရှိရတာတွေနဲ့ကွဲလွဲမှုတွေတော်တော်များရှိနေတယ်ဆိုတော့သူတိအဲ့လိုတိတဲ့ခါကျတော့အဲ့လိုတိတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့သူကအကြံဉာဏ်ပေးတယ်ဘလို့အကြံဉာဏ်ပေးလဲဆိုတော့ အဲတစ်ဖက်ကဆရာကိုလည်းဒီလိုသိစီတင်နေပေါ့နော်ဒီလိုသိတင်နေလို့သူကယူဆတယ်အဲ့လိုသိတင်နေလို့ယူဆတာဖြစ်တဲ့တော့ကြောင့်မလို့အဲကျွန်တော်သူ့ရဲ့အကူအညီနဲ့ဆရာကြီးချမ်းရဲ့အကူအညီနဲ့ဆရာဒူရီဆာနဲ့ကျွန်တော်တို့ကျွန်တော်နဲ့တွေ့ဆုံခဲ့ကြတယ်အတွေ့ဆုံမှုရခါကျတော့ဆောစကားလေးပြောတရားရှိတာပြောတယ်ကျွန်တော်ဒီမှာရှိတဲ့အချက်လက်တွေဟာဟိုဟာတွေအဲတက်တည်ထားတာတွေကျွန်တော်ချပြတဲ့အခါမှာတယောက်နဲ့တယောက်ဘယ်လိုပြောမလဲဆိုတော့ဟိုသဘောပေါက်သွားတယ်နားလည်သွားတယ်ဒါပေမဲ့အဲ့လိုသဘောပေါက်နားလည်ပြီမြင် ျွန်တော်တို့ကအပြင်မှာလုံငွေရတော့နားလေမယ်ဥပဒေလမ်းကြောင်းကလုံးရရှိတာလုံထားတဲ့ကိစ္စတွေလုံးကုန်ပြီနော်အဲ့တော့လုံကုန်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥပဒေလမ်းကြောင်းကလုံထားတာတွေကလုံကုန်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတွေကိုရပ်တန့်ဖို့ပြန်ပြီးတော့ဖြေရောဖို့အတွက်ကကျွန်တော်တို့ကတစ်ချိန်တည်းနဲ့တွေးဆမှုမလုံတော့တော့မလုံတော့တဲ့အတွက်ကြောင့်ဒုတိယချိန်တွေးဆရတယ်အခုဒီနေ့ကျွန်တော်တတိယအချိန်တွေးဆရတယ်ပေါ့နော်တတိယချိန်တွေးဆရတယ်အဲဒုတိယချိန်နဲ့တတိယချိန်တွေးဆရခြင်းအကြောင်းကမိတ်ဆွေလိုပဲတွေးရတာနော်အဲ့တော့ဟိုကျွန်တော်တို့ ဥပဒေလမ်းကြောင်းကလုတ်ထားတဲ့ကိစ္စတွေကိုဘယ်လိုပုံစံနဲ့ကျွန်တော်တို့ရပ်တန့်ကြမလဲအကောင်းဆုံးပုံစံနဲ့ဘယ်လိုပုံစံနဲ့ကျွန်တော်တို့ရပ်တန့်ကြမလဲဘယ်လိုကျွန်တော်တို့ရှေ့ဆက်သွားကြမလဲဘာရေးဆက်လုပ်ကြမလဲဒါတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့တိုင်ပင်နေကြတာဖြစ်တယ်အဲ့တော့ဘာလို့တယောက်နဲ့တယောက်ကဆော့ပြောသလိုပေါ့ဟိုအခြေအနေတွေကဂျားထဲမှာခလောက်ဆန်တဲ့လူတွေလောက်ကြတဲ့လူတွေရှိတဲ့အခါကျတော့တယောက်နဲ့တယောက်ကအခြေအနေတွေတင်းမာတင်းတာပြပူပြီးတော့တင်းမာပြီးတော့အကျွန်တော်ကလည်းအဲ့ဒါသူလောက်တာပဲကျွန်တော်မှန်တယ်ဆိုပြီးတော့ကျွန်တော်ကလည်းဆိုပြီးတော့ခြားတယ်။သူကလည်းအာသူ့ကိုလို့သူ့ကိုလောက်ကြံတာကြီးကျွန်တော်လောက်တာပဲဆိုပြီးတော့သူကလည်းအရှိုးဆက်ပြီးတော့ တိုးတယ်ဟာလာကျွန်တော်အမှားပဲဆိုပြီးတော့သူကလည်းအရှိူဆက်တိုးတယ်ကျွန်တော်ကလည်းကျွန်တော်မှန်တယ်ဆိုပြီးတော့အရှိူဆက်တိုးတယ်အဲ့တော့နှစ်ယောက်စလုံးကသူ့မှန်တယ်ကိုမှန်တယ်ဆိုပြီးတော့အရှိူတိုးကြရင်တိုးကြရင်နဲ့အချိန်လေးကတက်မှာကိုဂျားရီကနေပြီးတော့ဆရာကြီးချမ်းဝင်ပြီးတော့အုံကြီးပေးလို့ကျွန်တော်နဲ့ဆရာသူရဲ့စာနဲ့အဲကျွန်တော်တို့တွေ့ဆုံကြည့်ခဲ့တယ်ကျွန်တော်တို့တွေ့ဆုံမှုမှာလည်းကျွန်တော်တို့အလွတ်မဲ့တွေ့ဆုံတာမဟုတ်ဘူးကျွန်တော်တို့ရှေ့နေရှေ့ရတယ်နဲ့တွေ့ဆုံတာနော်အဲ့လိုတွေ့ဆုံပြီးတော့အကုန်လုံးပြည်ပြည်လဲလဲဖြစ်သွားပြီးတော့မှဒီကနေ့အဲဒီ post ကိုတော့အများသူကသိအောင်တင်သင့်တယ်လို့ ကျွန်တော်တို့ကောက်ချက်ချပြီးတော့ကျွန်တော်တို့တင်လိုက်တာဘာကြောင့်လဲဆိုတော့ပြဿနာပြီးနေပြီเนาะပြဿနာပြီးတဲ့လောက်ပြီးနေပြီဒါပေမဲ့အဲ့ပြဿနာကိုအဲကျွန်တော်ပြောပြခဲ့တယ်လို့အဖြစ်မှန်ကိုပေါ်သေးချင်တာမဟုတ်ဘဲနဲ့ main ကြော်သိန်းကိုဝိုင်းပြီးတော့ထိုးချခြင်းနေတဲ့လူတွေကတတ်တတ်ကိုရှိနေနော်တတ်တတ်ကိုရှိနေဟာလာအဆရာဒူရိဆာညင်သွားတာကိုပဲဘာဖြစ်လို့ညင်သွားတာလဲဘလို့ပဲဟိုဘယ်ချမ်းသာဆိုပြီးတော့ဆရာဒူရိဆာကိုဖုံးဆက်ပြီးတော့လှမ်းလှမ်းပြီးရန်တွေးတာဒီလေအဲကျွန်တော်ကြားရတယ် ကျွန်တော်စီကိုလည်းလမ်းပြီးတော့ဖုံးဆက်ပြီးတော့ဘလို့ဖြစ်သွားလဲဘယ်ဘာဖြစ်သွားလဲဘာမှမလုပ်ဘူးလားဟာဒီကောင်ကဘလို့လုတ်ပလိုက်ထောင်းချပလိုက်ဘာဖြစ်လိုက်ညာဖြစ်လိုက်ဟုတ်လားဟုတ်ဒါမျိုးတွေတဦးနှစ်ဖက်မပြည့်လဲအောင်ရန်လိုက်ပြီးတဲ့ဟာတွေအခုချိန်နေကျွန်တော်တို့ကြုံနေရတယ်နော်ဒါဘသူ့ဘသူ့မှကျွန်တော်ပြည့်ပြောတာမဟုတ်ဘူးအဲ့တော့ချစ်စာကိုရှည်စီမုံစာကိုတို့စီဟုတ်လားကျွန်တော်လည်းသူလုတ်ကြတယ်ဆိုပြီးတော့ကျွန်တော်မှန်တယ်ဆိုကျွန်တော်လည်းအရှုပ်စွတ်တိုးတယ်။သူကလည်းသူ့ကိုကျွန်တော်လောက်ကြံပါတယ်ဆိုပြီးတော့ကျွန်တော်မှားတယ်ဆိုပြီးတော့သူကလည်းအရှုပ်စွတ်တိုးတယ်။နှစ်ယောက်နှုတ်နှစ်ဖက် ထိတ်တိုက်တွေးဆောင်လိုက်တဲ့အခါမှာဒါဒီလိုရှိတယ်ဒါလိုရှိအောင်ကော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 နဲ့ချက်ကြလက်ကြချပြလိုက်တဲ့အခါကျတော့ထမင်းစားကြည့်ကြတဲ့လူတွေပဲဗျာဟုတ်တယ်မလားထမင်းစားကြည့်ကြတဲ့လူတွေပဲအကုန်လုံးကဟိုမှားကြီးမှန်ကြီးဆိုတာဝေဖန်ပိုင်းချနိုင်တဲ့ညာရှိကြတယ်เนาะအဲ့တော့ကျောင်းတယောက်တွေးဆောင်မှုကဆိုတော့ခင်ဗျားတို့ဟိုလိုင်းမှာတပုတ်လို့လဲရှောက်ပြောနေတယ်လို့ကျွန်တော်ကဆရာဒူရိစအတွင်ကိုငွေဘလောက်ပုံပေးလိုက်တယ်လဲမသိဘူးလို့ဘာလို့ညာတော့ဆရာဒူရိစအတွင်လည်းအချိန်မဲ့နေမှာမဟုတ်ဘူးเนาะအဲ့တော့ဟို တယောက်နဲ့တယောက်ကဘာငူလေးမှလည်းပုံပေးကြရတယ်မလို့ဟုတ်ပြီလားဟုတ်တွားတဲ့အစားကတော့ငရဲကအမှန်တရားကိုပေါ်လွင်စေချင်လို့ तू ကလှုပ်တယ်ရှစ်ဆက်တိုးခဲ့တယ် तू သိချင်တဲ့အကြောင်းအရာ तू လိုချင်တဲ့အမှန်တရားတခု तू ရသွားတဲ့အတွက်ကြောင့်မို့လို့ तू ရတန်းရက်လိုက်တယ်အကျွန်တော်ကလည်းအဲတစ်ဖက်ကသဘောပေါက်နားလည်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ကလည်းသူ့အပေါ်မှာအဲကျွန်တော်ဆောင်ရထားတဲ့ဥပဒေကြီးရာကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ဆောင်ရထားတဲ့ကိစ္စတွေရတန်းလို့ရတဲ့ကိစ္စတွေကိုကျွန်တော်ချက်ချင်းရတန်းပြတယ်ချက်ချင်းရတန်းလို့မရတဲ့ကိစ္စတွေကတော့အချိန်တိုင်းတာတခုအထိတော့ကြာအောင်ပါပေါ့ဗျာနော်အားလုံးသဘောပေါက်ကြလိမ့်မယ်ထင်ပါတယ် ဲ့တော့ကျွန်တော်လည်းဆရာသူရဲ့ဆန်နေကအစတော့နေလည်းမသိကြဘူးရန်သူတွေလည်းမဟုတ်ကြဘူးဒါကြောင့်မလို့ဒီလိုပြည်လဲသွားတာကိုဝမ်းမတန်နိုင်နဲ့မူးဒီတာမပွားနိုင်တဲ့လူတွေကတက်တက်ကိုရှိတာနော်အေးအမချတာအေးကြည့်ပဲနော်အဲ့ဒါလေးလာပြီးတော့ပြောတာနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နော်ရဲဆိုတော့ဗျာသူတို့နှစ်ယောက်ကတော့ဒါညီချင်းရရပြီးတော့မှเนาะသူတို့နှစ်ယောက်ကတော့မိတ်ဆွေလိုအဖြစ်သွားကြပြီဆိုတော့ဒါကတော့တော်တော်ဝမ်းသာစရာကောင်းပါတယ်ဒါမူတကြလည်းပွားပါတယ်ဒါမဲ့လို့ဒီဆရာသူရိစားကိုအမိမာရစေတဲ့အရာကဘာဖြစ်မလဲဗျာ ဆိုတော့ဂျာကလူတွေအဲ့လိုသွေးခွေလို့သူတို့နှစ်ယောက်ကအဲ့လိုပြဿနာတဲနေရတဲ့အနေထားဆိုပြီးတော့မှလည်းဒီဆရာမင်းကျော်တင်ကပြောတာပါဆိုတော့ဆရာသူရိစက်ကနေပြီးတော့သူနဲ့တွေ့ပြီးတဲ့အချိန်မှာသူကဒီအမှန်တရားတွေရှာပြလိုက်လို့ဆရာဒီဆရာသူရိစက်ကနေပြီးတော့အာအမှန်တရားတစ်ခုကိုရပြီးမှသူကဒီသူတို့နှစ်ယောက်ပြည်လည်တော့တဲ့အနေထားဆိုပြီးတော့ဒီဆရာမင်းကျော်တင်ကပြောပြတာဆိုတော့အာဒီနေရာမှာအဆင်အမှန်တရားကဘာဖြစ်မလဲသူကမှားတာလဲ ဆိုတော့ကျွန်တော်တို့ဒီဘယ်နည်းဆိုင်တဲ့အဖြစ်လေးတခုအလိုရှိနေသေးတယ်နော်ဆိုတော့ကျွန်တော်တို့ဒီဒီဟာလေးကိုလည်းမကြောက်ခင်မှာသူကအရှာပြတော့မစူပြီးတော့လည်းပြောထားပါတယ်ဆိုတော့ဒီ view file ကိုကျွန်တော်တို့အမှန်တရားကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့အလိုမဲ့ထင်ပါတယ်ဗျာနော်ဆိုတော့ view file ကတော့ကျွန်တော်တို့နောက်ထပ်ဆက်ကြည့်ရအောင်မဲ့အနေထားရှိပါတယ်ဆိုတော့ဒီနေရာမှာဒီ view file ကိုတော့လုံးဝဆိုင်အဆုံးသတ်လိုက်ပါတယ်နောက်ထပ် view file မှာကျွန်တော်တို့ပြန်တွေ့ကြအောင် okay see you next video